ဟုတ်ကဲ့မျိုးတို့အားလုံးပဲမင်္ဂလာပါခင်ဗျ CI နဲ့ပြီးတော့ CI လေးရမယ့်လူတွေအားလုံးဒီဗီဒီယိုကိုအစနဲ့အဆုံးထိကြည့်ပေးပါခင်ဗျ။ဒါကြောင့်လဲဆိုတော့အခုလောလောဆယ်ပေါ့နော်ကျွန်တော်တို့ CI Center နေမှာပေါ့နော်အခုဆိုလို့ရှိရင်စုံစုံစာခွန်တို့ဒီစမှုပရကန်တို့ပေါ့နော်ပြီးရင်စူရထာနီတို့နေမှာဒါ Center လေးတွေပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေ7မှာပတ်စံသွင်းလို့ဟိုမရတော့တဲ့လူတွေပေါ့ဗျာနော် Center လေးမှာပြည့်သွားပြီးဆိုပြီးတော့အခုတခါချင်းမိုင်မှာသွားလုံနေကြရတဲ့လူတွေလည်းရှိနေပြီဗျာ ကျွန်တော်အချိန်မှမတော်လုံနေရတဲ့လူတွေလည်းဖြစ်နေအဲရှိနေကြပြီ။အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ပြောချင်တာကအခုလော်လော့ဆယ်ဆယ်နော်ဆယ်ပွဲနေ့မှာပတ်စံသွင်းဖို့ဒီနီနေနာတွေစူရထာနေတွေဒီစမှုပကံတွေဒီစမှုစာခွန်လို့ခေါ်တဲ့မဟာရှာတွေမှာ CI တော့လဲဖို့အတွက်ကိုဟဲကျူတွေပြည်နေတဲ့လူတွေပြည်နေတယ်ဆိုလို့ရှိရင်အဲ့လူတွေကစိတ်အေးလက်အေးနေခဏလေးစောက်ပေးပါဗျ။နော်စိတ်အေးလက်အေးနေစောက်ပေးကြပါ အဲ့ကျွန်တော်တို့ဒီကနေပြီးတော့ဗောနော်ဒီချုံပေါ်ကနေပြီးတော့ပဲဒီဘက်ကနေပြီးတော့ဒီဟန်တောင်ပိုင်းကနေမြောက်ပိုင်းအောင်ပြန်သွားတဲ့အနေထားမျိုးတွေဗောနော်ဥပမာကျွန်တော်တို့ဒီဟန်ချုံပေါ်ကနေပြီးတော့ဒီဒီချင်းမိုင်ဘက်ကိုသွားပြီးတော့စင်တာဒီမှာသွားပြီးစီရင်သွားလဲရတဲ့အနေထားထီတော့အဲ့လောက်ထီလဲခยีဝေးပြီးတော့လဲမသွားစီချင်ဘူးဗောနော်ဘာကြောင့်လဲဆိုတော့အကုန်ကြားစီတွေကလည်းများတယ်နော်ပြီးလို့ရှိရင်အဲ့ဒီဈေးရိတ်တွေဗျာဟိုတယ်ကတွေဗျာနော်အလုပ်တွေလည်းပြက်အောင်မယ်ခဏကြာ ဟုတ်လားအဲ့ဒါမျိုးကြီးဆိုတဲ့အခါကျတော့အခက်အခဲများစွာနဲ့ကြုံတွေ့ရလိမ့်မယ်အဲ့အတွက်ကိုအခုဆိုလို့ရှိရင်ပေါ့နော်ဒီစီစင်တာနေမှာပတ်စံသွင်းလို့မရတဲ့လူတွေဆယ်ပင်းနေမှာပတ်စံသွင်းလို့မရတဲ့လူတွေဟိုမှာစမုစာခေါ်ဟန်စမုပကန်ဒီဆိုတဲ့ဌာနေဆိုကြပါစို့ပြီးရင်ခေါ်ဖန်ခံနေမှာပေါ့နော်အခုဆိုလို့ရှိရင်နောက်ထပ်ထပ်မှန်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီနီးနနာနေမှာလှုပ်လို့ရအောင်ဆိုရင်ဒါကနှစ်နိုင်ငံလူကြီးတွေနေပြီးတော့ညှိနှိုင်းဆွေးနွေးပေးပြီးတော့ကျွန်တော် CIA ရုံးနေရာ CIA နေစီအန်လဲတဲ့ရုံးနေရာရှင်းလာပိုင်း6ရက်နေ့နေစာခဲ့တယ်7လပိုင်း6ရက်နေ့မှာပိတ်လိုက်မယ်လို့လူတွေကထင်ထားကြတယ်ဟုတ်တယ်အရင်တော့အဲ့လိုဟုတ်ပေမဲ့လည်းအခုဒီနောက်ပိုင်းမှာ CIA နေစီအန်လဲတဲ့လူတွေကဟိုထင်ထားတာထက်ပိုပြီးတော့များနေတဲ့အတွက်ကြောင့်ထမှန်ပြီးတော့ပေါ့နော်ဟေးစင်တာတွေကိုတိုးချဲ့ပြီးတော့ဖွင့်ပေးဖို့အတွက်ကိုလည်းပဲနှစ်နိုင်ငံလူကြီးတွေကဆွေးနွေးသွားလိမ့်မယ်လို့ကျွန်တော်ကြားသိရပါတယ်ခင်ဗျ။ဟဲ့ရဲ့အတွက်ကိုလည်းကျွန်တော်တို့အမျိုးတွေနေနေပေါ့နော်အခုဒီလမကုံခင်မှာ နော်ဟာဒီတောင်ပိုင်းအနေမြောက်ပိုင်းဒီသွားဆရာမလိုဘဲနဲ့ခဏလေးစောက်ပြီးတော့ပေါ့နော်ဒီဒီဆယ်လာပိုင်းထဲမှာအတွင်းထဲမှာပဲကျွန်တော်ဆယ်မမပတ်စံတွင်းပြီးတော့မိမိတို့နေဆက်ရနေရာတွေမှာသွားလုံနိုင်ဖို့အတွက်ကိုနှစ်နိုင်ငံလူကြီးတွေကနေပြီးတော့လှုပ်ပေးသွားလိမ့်မယ်လို့ကျွန်တော်ကြားသိရပါတယ်ဗျ။အဲ့ဒီအတွက်ကိုကျွန်တော်တို့မျိုးတွေပေါ့နော်လမ်းစေးတွေမကုန်အောင်ခုနပြောသလိုပဲနော်မလိုအပ်တဲ့ကုန်ကြစီတွေမကုန်သေးခြင်းဘူးဗျ။နော်အလုပ်သမားတွေတနေလောက်တာမှဘလောက်မှရတာမဟုတ်ဘူးဆိုတော့လေဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့မျိုးတွေလည်းအဆင်ပြေအောင်အလုပ်သမားတွေလည်းအဆင်ပြေအောင်လူကြီးတွေစီစဉ်ပေးနေတယ်ဆိုတော့အဲ့ဒီတနေကိုလာရောက်ပြီး မျှဝေပေးခြင်းပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့မသိသေးတဲ့လူတွေလည်းသိသွားရအောင်ကျွန်တော်တို့စိတ်ပူနေတဲ့လူတွေလည်းပြန်လဲပြီးတော့မျှဝေပေးခြင်းအပြင်လည်းတို့တွေဗီဒီယိုလေးကြည့်ပြီးတော့စိတ်အေးသွားကြရအောင်ပြီးတော့တို့တို့ပြူတင်ပြီးတော့ပြင်ဆင်ထားလို့ရအောင်ဆိုပြီးတော့အချင်းချင်းနဲ့ share ပြီးတော့လည်းမျှဝေပေးကြပါဦးခင်ဗျာနော်အမျိုးတွေအားလုံးအလုတ်ကန်ဆင်ပြေကြပါစေစေချမ်းသာခြင်းကိုယ့်ရဲ့ကျန်းမာခြင်းကိုလည်းညှနေကြပါစေလို့စုမုံကောင်းလေးတောင်းလိုက်ပါတယ်ခင်ဗျာ